เอ๊ะခင်ဗျားတို့လည်းจุกကိုอานาပြန်อานาပါပဲဘာဖြစ်လို့ဆိုတော့จุกကလည်းအသက်ကလည်းကြီးလာပြီဆိုတော့ခင်ဗျားသကားတော့ပြောရတာလည်းရှည်တယ်လို့ထင်ပါပေါ့เนาะจุกကလည်းပြောတာနေရာလို့ ਆ တော့3နာရီကြောင်ပြောရလည်းပဲပြောလို့ရသေးတယ်ဗျာရပြီပဲပြောပြီးသွားရင်တော့ပန်းသွားပြီအဲ့ဒါအားလုံးပါဗျာအခုလည်း2နာရီကြာပြီ လည်းနာဟုတ်ကဲ့နိုင်စက်နိုင်စက်ဟုတ်တယ်အဲ့ဒီနှစ်နာရီကြာတော့မှစိစအောင်ငါဖြစ်တော့မစိစဘူးလူဖြစ်ပြီတော့အမရောက်ဖြစ်စိုက်ယူပါဗျာကိုအမရောက်ဖြစ်တော့အာယူပါပေါက်ပြီးတော့ဘလောက်ကြာမှဒီအရိယတရားဝင်ရမှာခင်ဗျာအာယူပါပေါက်တာတို့ကလည်းအာယူပါလုံးလုံးပေါက်တာမဟုတ်ပဲနဲ့မတော်စပေါက်သွားတာဟုတ်ဗျာ၃နှစ်ဟော၅နှစ်လောက်ကြာမှပေါက်တာဟုတ်ပါ အသက်25နှစ်တော့တောထွက်တာတောထွက်ပြီးနောက်တောထဲမှာရောက်စကြော်ကြော်ရှိနေတယ်ကျုပ်စိတ်ထိန်းတာစိတ်ထိန်းတာတရားလုပ်တာမဟုတ်ဘူးကျုပ်တောထဲမှာနေနေတယ်ဆိုငါလူဝဲနေနေတယ်ငါကိုကြီးဝဲနေနေတာငါစိတ်ကမနေဘူးအဲ့တော့ငါကိုကြီးပဲနေနေလို့တော့ဘယ်ကြိုက်ပါတော့စိတ်ပါနေအောင်တစိတ်ထိန်းဖို့လိုတယ်ဆိုရင်စိတ်ထိန်းရနေပြီးတော့စိတ်ထိန်းလို့ကမရဘူးစိတ်ထိန်းလို့ကမရတဲ့အခါကျတော့ ။အော်ဒါကြီးကလည်းပဲဘာမှမဟုတ်ပါလား။လိုရတာတိတ်ပန်းပြီးဒီကလားရတာတိတ်တဲနေဆိုရင်ရှုံးမှာဟာ။အဲ့ဒါကြတော့ဘယ်လောက်ကြာလဲ။ယူပါကြာ။အဲ့ဒီတော့ယူပါအဲ့ခုနကတည်းစိတ်ထိတ်တဲ့လူကနေယူပါကိုရောက်တာကတော့ရပိုင်းပဲဖြစ်။ဟုတ်ပါ။အဲ့လာပိုင်းလောက်တော့ဖြစ်ပါပေါ့။အဲ့လိုမျိုးလိုဖြစ်ပြီးပါဒီအာယူပါနေပြီးတော့ဟိုတည်းဖြစ်သွားတာကြတော့တကယ်နားနစ်ချော်ကြ။30နာရီကိုရောက်ပါ။ ဒါဆို၅နှစ်လောက်အာယူပါနဲ့နေနေလိုက်သေးတာကိုတော်တယ်အာယူပါနဲ့နေတယ်လို့တော့မဟုတ်ဘူးဗျာအာယူပါပွားနေတယ်လည်းမဟုတ်ဘူးဗျာဒီလားပွားနေတာပုံပဲနဲ့တုတ်ကတော့ဘာလုပ်လိုက်ဆိုတီလာတစ်ခုလှုပ်လိုက်တာအဲ့ဒီတီလာတစ်ခုကတီလာတိတိတဲ့တော့မဟုတ်ဘူးဗျာတော့အဲ့ဒီတီလာလည်းခင်ဗျားတို့တော့ပြောရပါပဲဘာလဲလို့ဆိုရှင်ခင်ဗျားတို့စားတာကိုလည်းနေတိုင်းစားနေကြပါတယ်ဝတ်တာလည်းပဲအမြဲတမ်းဝတ်နေကြပါတယ် ကိုအိမ်အဲ့ရနေရာကိုကြတော့လွယ်အမြဲတမ်းသုံးဆောင်ပြီးနေကြပါတယ်ဟုတ်လားတော့နောက်တခါကိုရဲ့မကြမ်းမမဖြစ်တဲ့ဆေးတော့သေးတို့ဝါတို့ပြီးဝဲတာလည်းအမြဲတမ်းပြီးဝဲနေကြပါတယ်လို့ဒီလိုပြောရမှာပေါ့နော်အဲ့တော့စားရေးပစ္စည်းဝတ်ရေးပစ္စည်းနေရေးပစ္စည်းအဲအကြမ်းမရေးဆရာပစ္စည်းအဲ့ပစ္စည်း၄မျိုးကိုအဲကျုပ်တို့သုံးဆောင်တဲ့အခါမှာသုံးဆောင်ချက်အကြောင်းချစ်တာလေးကို တကယ်ရှိတဲ့လောက်ကလေးနဲ့တိနေအောင်ကျွတ်ရနေပြီးတော့မိဝဲကြဖို့ရအတွက်ဖះဆုံးပါတယ်ဗျာကျွတ်တို့ဆိုကြောင်းသားကလေးတည်းအဲ့ဒီဆိုဆိုပါရခဲ့တာရပြီပဲဒါမလုံတတ်ပါဘူးတော်ရဲရောက်ဦးပါအဲ့ဒါလည်းပဲတော်ရဲရောက်တဲ့ပထမတဝါတွင်နဲ့ပါပဲအဲစိတ်ထိန်လို့မရတဲ့အခါကျတော့ပါအဲတော့ကျတော့စိတ်ကထားလိုက်ပြီးတဲ့အခါကျသူ့ဘာသာသူကဲတော်ပြီငါတော့လုံတော့ဘူးလို့ အဲ့လိုဖြစ်သွားတာပေါ့ဗျာမလုတော့ရင်မေးပယ်လို့နေကျင်တယ်လဲပေါ့နာခုအေးလဲမအိတ်ချင်တော့ဘူးလို့ငါလမ်းလဲမလျှောက်ချင်ဘူးလို့မတ်တလည်းငါထားမနေချင်ဘူးလို့ထိုင်ရတဲ့ဘက်ကနေကြပါသေးတယ်ပေါ့ကဲနေပါဗျာဆိုပြီးတော့ထိုင်ရတဲ့ဘက်ထားလိုက်ရင်းကနေမှအဲ့ထိုင်ရတဲ့အတွင်ထားလိုက်တဲ့အခါမှာသူ့ဘာဖြစ်လာတယ်လဲလို့ဆိုတဲ့အခါကျတော့ဟိုစိတ်ဖြစ်တာလေးတခုပြန်လာဟိုငါစိတ်ရှူတော့ရတယ်ဆိုရင်စိတ်ကလည်းမလာမတွေ့ဘူးလို့ အခုစိတ်ဖြစ်တာလေးကိုဒါတိလာတယ်ဆိုတော့ဘာလို့ဖြစ်တာလဲသူ့ဥပတ်ကိုတိသွားတယ်တဲ့ပါတော့အဲ့ဒီအာယုံပြတ်သွားတယ်ဆိုတော့စိတ်ပြတ်သွားပြီ။အော်ဒီစိတ်ပြတ်တာလည်းတကွာလည်းငါပြတ်ခဲ့ဘူးပါလို့အခုကြမှာငါစိတ်ပြတ်တာလည်းတိတယ်လို့အဲစိတ်ပြတ်တာဥပတ်ဘင်းလည်းငါတိတယ်ဥပတ်လည်းငါတိတယ်ပေါ့ဒီဥပတ်လည်းငါတိဘင်းလည်းငါတိတော့ဘာဖြစ်တယ်လဲဆိုဒါလည်းငါဘာမှမသုံးတော့ပါဘူးလို့ အဲ့လိုအောင်မေ့ရင်ကနေမှဘာမှစိတ်မဖြစ်တော့ပဲနဲ့နေနေတယ်ဖြစ်ရတယ်ခုဝင်းလာပြန်တယ်ဗျာ။အိုးဒါလဲအရင်တော့လည်းငါစိတ်တရားရယ်ဒီလိုရရသွားတာရှိမှာပါငါတခါမှမသိခဲ့ဘူးလို့အခုကြပါငါစိတ်ကဘာမှမဖြစ်တာအာယုကမရှိတဲ့အတွက်ဘာမှမဖြစ်တာပဲလို့ဒါတဲ့ဟာဟောဒီဘာမှမဖြစ်တဲ့စိတ်ဓာတ်ကတော့ဒါတော်တော်ကောင်းတာပဲလို့ငါတော်တဲ့ဘာနေရဲ့ငါစိတ်ဓာတ်ကို တော့တဲ့ပါပဲနေစေချင်တာဆိုပြီးတော့ငါလှုပ်ရင်းကနေပြီးတော့ဖြစ်လည်းမဖြစ်ပဲနဲ့လှုပ်နေတာအခုကြပါဘာမှဖြစ်တာကိုကြည့်နေလဲလို့ရှင်တော့ပြီးပါပြီပြီးသွားပြီလို့တော့တဲ့မှာနေနေရတာပါစိတ်ကဘယ်မှမသွားတော့ဘူးလို့အဲ့ဒါနဲ့ပဲအဲပျော်လဲအဲ့တော့တော်တော်ပျော်သွားတယ်ပျော်တယ်ဆိုတော့ပါလဲဆိုတော့သူမျက်စိနဲ့မြင်တဲ့ဟာကြီးကအခုအထိကိုမြင်နေတယ်တိကျောင်းကြီးလိုပဲဂူကြီးတစ်ခုထဲမှာနေနေတယ်တိကျောင်းကြီးလိုပဲဂူကြီးတစ်ခုထဲမှာနေနေတယ် ဒီကူတဲ့ဘာရှိဘူးရှင်းတာပဲဟာပြီးတော့ဘေးသားမှာရှိနေတဲ့မွေတို့ကင်းလို့ဆိုရအကောက်ပလောက်နေပေါ့ဗျာအတော့ကွေးတွေတို့ကြားတွေတို့ဆိုတာအဲ့ဒီလည်းမြင်နေရတယ်သူတို့ကဘလို့အနေမပြုတ်နိုင်ဘူးဗျာပေါ့အဲ့တော့ငါတကယ်ကိုလွတ်လပ်လပ်နေနေဖို့နေဖို့ထိုင်ဖို့အတွက်အခွင့်ရပြီလို့ဆိုပြောလို့သိဖြစ်တာပေါ့ဗျာသိဝါးစားတယ်အဲ့တော့လည်းအေးဟုတ်ပြီခွာလို့ဟောတာကတော့ဖြစ်တော်တော်ကောင်းတယ်ဟာလို့ အတော်တော်ကောင်းတဲ့ဟာလို့သိသွားတဲ့ခါကျငါဒါပဲလုပ်တော့မယ်ဆိုပြီးတော့အဲကျောကတော့ထိတ်ပြန်ပြီးတော့လှုပ်ကြလိုက်တာပေါ့နော်စိတ်ရဲ့ငြိမ့်တဲ့တရားကိုရှာကြည့်လိုက်ပြတွေ့တာပဲအဲငြိမ့်တဲ့တရားကျအေးဟောဒီဟာကအခုလည်းနောက်ထပ်လည်းဖန်တီးလို့ရပြီနောက်တစ်ခါလည်းလူကျင်ဖန်တီးလို့ရပြီလို့ဆိုဒါနဲ့နေမယ်ဆိုတော့ကျောကနေတော့တာအဲနေရင်ကနေမှအဘဖြစ်လာလို့ဆိုတော့အဲငါအခုဘာမှမလုပ်ပါလားပေါ့ ဘာမှမလုပ်ဘူးဆိုရင်တော့သာသနာဝန်ထမ်းလို့ဆိုတဲ့ဟာငါတာဝန်မကြီးလားပေါ့အသာသနာကိုဘာဝန်ထမ်းလို့လဲပေါ့ဘာဝန်မထမ်းမဲနဲ့မင်းအသာသနာဝန်ထမ်းလို့လုပ်နေတာဆိုကြိုက်ပါဗလားပေါ့အဲ့လိုဆိုရင်တော့ဆိုတော့ခုနစားရေးဖို့ရေးနေရေးကိုဆင်ကျင်ဆင်ကျင်တဲ့အဖြစ်ရောက်လာတာဗျအဲအဲ့လိုဆိုတဲ့အခါကျပါအဲစားဖို့နေရေးကိုဆင်ကျင်တဲ့ဟာကိုလုပ်တော့တိတ်ကောင်းသွားတာဗျ သိကောင်းသားတယ်ဆိုတာအဖို့ကိုဒီလိုပဲဝတ်ထားတာဟောကျွတ်တော့တယ်ပဲဘယ်စင်းညပါတော့အစားစားတာလည်းဘယ်စင်းညပါတော့အဲ့လိုကနေပြီးတော့အဖို့လည်းပဲအမြဲတမ်းခါစင်းညရတယ်ဒါကအေးလို့ဝတ်တာဒါကပူလို့ဝတ်တာဒါကချင်းလို့ရင်တော့မကြိုက်အောင်ဝတ်တာဒါတော့ငါချင်းနေရင်လည်းမရှိဘူးအမူအေးရလို့လည်းကဘာမှပြောကြမရှိဘူးဆိုတာရှင်းချောက်ကြည့်ငယ်လေးလုံးကြောအတွက်ဝတ်တာ အဲ့ဒီဝေယကြီးရဲ့အကြောင်းတင်ကိုသင်ကျင်ပြီးသွားတဲ့အခါကျအကုန်လုံးကနေပြီးတော့စာရေးဝေယနေရေးကျမ်းမာရေးကိုအဲ့ဒီလေးခုကိုသင်ကျင်ပြီးသွားတဲ့အခါကျတော့လောကကြီးကိုတခါလဲဘယ်ဟာဖြစ်ဖြစ်ကိုယ်ဖြစ်မသင်ကျင်ပြီးပဲနဲ့သုံးသပ်မိတာရဲ့လို့ကိုမရှိဘူးဖြစ်သွားတာပေါ့ဗျာအဲအဲ့ဒါကနေပြီးတော့ကြုတ်ရဲဟွာငါးတိကျောက်ရပ်သွားတာအဲ့ရပ်သွားရင်းနဲ့ပဲကြီးကြီးလည်းမရောပေါ့ကြုတ်ဖြစ် နာကျင်ကြီးရလေမနာမောင်ဒါလိုလည်းဖြစ်တာကနော်အဲ့ဒါဘာဖြစ်လို့လဲအဲ့ဒါအာယူပါနေဖြစ်နေတာဟောဗျာနော်အဲ့တော့ဘယ်ဟာဖြစ်ဖြစ်ငါမှာဖြစ်ခက်တာကိုမရှိဘူးလေဆိုတာမျိုးလို့ဖြစ်တာဗောဗျာအဲနောက်ဆုံးပိတ်အဲ့ဒီဟောရင်နေ30နာရောက်တဲ့အခါကျမှမဖြစ်ဘူးကလို့ငါတော့ဒါတရားရတော့မဟုတ်ဘူးလို့တရားရတာမဟုတ်ဘူးဆိုတော့ဒါကိုပြန်ဆင်ကျင်ပါဆိုဒီအာယူပါကိုအာယူပါမသိအောင်တော့ကိုပဲ ယောဂါတော့ထင်ကျင်းတော့တာပေါ့ဗျာတကွာအာယူပါမန်းသိလို့မဟုတ်ဘူးเนาะဘာမှရှိတာယူငါဘာလို့သိရတာတော့ဘာမှရှိတဲ့အရာဟာသိစရာအရာဟုတ်လို့လားသိစရာအရာဆိုတာအာယုပဲအခုကဘာမှရှိတာကိုငါသိနေတယ်လို့ဆိုတော့ဒါအာယုကိုသိတာပါမဟုတ်ပဲပဲအာယုကိုသိတာပါမဟုတ်ပဲတဲ့ဆိုဘာသိတာတော့ဘာပါတော့ပြောကျင်တတ်ကြတာတော့နိဗ္ဗာန်သိတာလို့ပြောကျင်တတ်တာပေါ့ဗျာသူကအဲ့ဒီနိဗ္ဗာန်လည်းပဲ အဲအစတော့ကလေးလက်မခံသမားဆိုတဲ့အခါကျတော့ဒါဟိုလိုမဖြစ်တာပေါ့ဗျာဒါတဲ့အဲ့ဒါကိုတခါထပ်ပြီးတော့အဲဝေဘာတဲ့အခါကျတော့ပါဩဘာမှမရှိတာတော့လေအာယုံဟုတ်ပါတယ်ပေါ့ဟောဒီလိုပဲဒီရေခွဲရှိတယ်ဆိုရှိတယ်ဒီရေခွဲကိုဖယ်ပြလိုက်ပြီဒီရေခွဲနေသွားတဲ့နေရာရှိတယ်တဲ့ဟောဒီနေရာအာယုံမဟုတ်ဘဲလို့စာထင်တာပေါ့ဗျာတော့တော့ဒါလည်းနေရာလည်းပဲ အာယုံပဲဘာအာယုံလဲလို့ဆိုလို့ရှိရင်တော့ဘာမရှိတဲ့အာယုံပေါ့အဲအဲ့ဒါသိသွားရတာနေပေါ့ဩဘာမရှိတဲ့အာယုံဆိုတာဘယ်အာယုံလဲဆိုတော့အာကာသအာယုံပေါ့အဲ့လိုဖြစ်သွားရတာနေပြီးတော့အာကာသတည်းမကပဲနဲ့ဝိညာဏအာယုံရောအကိစ္စညာအာယုံရောဟောအဲ့ဒါတွေသိသွားတာအဲ့ဒါတွေသိသွားတဲ့အခါကျတော့ဩဒါကလောကီပဲဒါလောကုတ္တရာပုံဘူးပဲဟုတ် ဓာကြီးကိုငါထုတ်ကြိုက်ထားဖို့ရမကြိုက်ဘူးပဲဆိုပြီးတော့တခါလေအဲအဲ့ဒီအာယုံကနေပြီးတော့အဲ့လိုသာဖြစ်တာတော့ဆက်တော့ပွားလိုက်ဦးမှာပဲဆိုတော့ပွားသေးတယ်ပွားတာဘာဖြစ်လို့လဲငါအဲ့ဘဗြမဖြစ်သွားပြီဘာဖြစ်လို့ဗြမဖြစ်တာတော့လို့ဆိုတော့ကြတော့အဲ့ဘဝိဘက်ဖြစ်ပြီလို့အဲ့ဘဝိဘက်ဖြစ်တယ်ဆိုရင်ပဋိဒိဋ္ဌိနေပြီပဋိဒိဋ္ဌိနေပြီဆိုရင်အဲ့တော့မှကြားတဲ့စိတ်ဓာတ်တွေကဘွေနေဖြစ်နေပြီလို့ဩပဋိသတ်နေတွေဘွေနေသုတိတွေ ဒီသုံးခုပဲဖြစ်တာဒီကိစ္စသုံးခုပဲဒီအာယဝရုပကဖြစ်တာဆိုပြီးတော့နောက်ဆုံးပြေးကြတဲ့အခါကျတော့အဲအာယဝဝိဘက်ဖြစ်တယ်ဆိုရင်မျက်စီကလည်းမပါနေလေနားတွေကလည်းပါနေလေဒီအာယဝဗျမပါမျက်စီနားတွေမပါဘူးလို့ဆိုတာမဟုတ်ဘူးလို့ပါတယ်လို့တကယ်တော့မျက်စီတွေနားတွေချွေရင်းတယ်ဆိုတော့ဟုတ်တယ်လို့ချွေရင်းတယ်ဆိုတော့ဘာချွေရင်းတာလဲလို့ဆိုတော့အမှန်ကိုမသိဘူးလို့သူကအမှန်မသိဘူးလို့မျက်စီပါတဲ့သူတိုင်းလည်း အမှန်တိကျတဲ့သူမဟုတ်အောင်ဗျာနော်အဲ့လိုဆိုတဲ့အခါကျတော့ဟောဒါကမပန်းတာဟုတ်တယ်ဆိုပြီးကြလားကဲဟုတ်ပြီတလို့ဆိုရင်အဲငါမျက်စိပါလဲပဲအိုက်ပါပြပါတော့ဖြစ်ပြီတလို့ဆိုရင်အိုက်ပါပြပါဟာအဲ့လိုရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်နေဆိုနေကြတဲ့ပုဂ္ဂိုလ်သိနိုင်ရလားသိနိုင်တယ်လို့ဒါတည်းယူပပြပဆိုတာဘယ်လိုလဲဆိုယူပပြပကိုလည်းဝင်စားကြည့်လိုက်တဲ့အခါကျတော့ဩယူပစံတွေကိုဘယ်လိုပွားတယ်ပေါ့ဗျာ အဲ့ဒီကနေပြီးတော့ယူမပြမပဲလို့ဖြစ်တယ်ဆိုတာတော့ကာဘဒေဝတွေလည်းဟောပဲလို့ဖြစ်တယ်ဆိုတာသိသွားတာပေါ့ဗျာကာဘအပါရတွေလည်းပဲကိုကိုရဲအပေရောက်ဖူရာတွေပဲရောက်ဖူရာတွေထားတော့ဟောသိသွားတာပေါ့ဗျာတော့ဟော30တဘုံကိုသိသွားတဲ့ခါကျတော့အာဒီတဲတော့30တဘုံသိသွားပြီလို့ဆိုမှတော့ကာတော်တော်သိတတ်တဲ့သူအဖြစ်တော့ရောက်ပြီလို့အဲ့လိုရောက်ပြီဆိုရင်တော့အရိယတရားကိုပြီးဝဲတိုင်တဲ့အဖြစ်တော့ဖြစ်ဒါရောက်နေပြီလို့ပြောပါလို့ ဒါကအရိယတရားကိုပဲသိဘူးကျင့်တယ်ဆိုပြီးကြလားအရိယတရားကိုဘယ်ဘုန်းကြီးကဟောတယ်လဲဘယ်ဘုန်းကြီးကပို့ချတယ်လဲတကူပါစဉ်းစားလို့မရဘူးစဉ်းစားလို့မရတော့အေးဘုရားကြီးပဲသွားတော့ဘုရားပဲဟောတာလို့အရိယတရားလို့အဲ့တော့ဘုရားကြီးသွားဘုရားသေးတာလဲကြာလာပြီတဲ့ဘယ်ဘယ်ဘယ်လို့သွားပါအောင်ဆိုတော့ဘုရားကသူ့ဖြူတက်ရိုက်တွေ့နေတော့ပါလဲသူတရားမသိရတော့သူမသိပါဘူးအဲ့လိုပြောတယ်လို့ ူနဲ့ဘလောက်ဝေးဝေးရက်နေ ပြီးတော့ပဲတည်နေနေလို့အဲသူတရားတည်ပြီဆိုတော့သူတည်တာပဲလို့ဘုရားပြောတယ်လို့အဲငါခုလည်းပဲအဲဘုရားကိုဘလောက်ဝေးဝေးရက်နေပဲဖြစ်နေတယ်သူဟောပြောထားခဲ့တဲ့စကားတွေကိုငါလေ့လာတယ်လို့အလေ့လာပြီးတော့အဲသူတရားကိုတည်သွားရင်ငါဘုရားကြီးကိုရောက်တာပဲဆိုပြီးတော့အဲ့ဒါကနေပြီးတော့ဘုရားကြီးသွားလိုက်ရင်ကနေမှခေဘွားနောက်ဘွားမပြောတာကိုသူကတည်သွားတော့လားဗျာ အဲ့ဒီပြောတာသိရနေပြီးတော့မှအစောပိုင်းတော့ပြောတဲ့ဟာတွေဆိုကျွန်တော်ရောက်သွားတော့ပါပြောကြတယ်เนาะတန်တရားတွေလည်းသိသွားတယ်အဲဘက်ကင်တွေလည်းသိသွားတယ်ပေါ့ဗျာဟောအဲ့ဒါတွေပြီးတော့မှဒီတရားတွေရောက်သွားတာလို့ပြောကြတယ်ပေါ့ဗျာတော့ကဲဆိုပြီးတော့ကြတော့ဆိုတော့